မင်္ဂလာပါရှင်။အော်တိုဘာလာ၁၀ရက်နေ့ PBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေ။ကပလီပင်လယ်ပြင်နဲ့ဘေကလာပင်လယ်အော်နုမှာမုတ်တုံလေအားနေနေပါလေ။မကွေးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားပဲခူးတိုင်း၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊ကရင်ပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ် ကျန်တိုင်းနဲ့ပြည်နယ်တို့မှာနေရအနှက်ပြမိုးထိတ်ချုံရွာပါမယ်။ရွာရဲ့ရာနှုံးပြစ်ဖြစ်ပါလေ။မြမပင်လယ်ပြင်မှာလှိုင်းနဲ့နေမှာလှိုင်းသင်သင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကံယူတဲ့တခြားနဲ့ကမ်းလို့ပင်လယ်ပြင်တို့မှာ၄ပင်မှာ၆ပင်ခန့်ရှိနိုင်ပါလေ။နောက်နှစ်ရက်အတွက်ခမန်းချက်မှာမုတ်တုံလေအားနေနေပါလေ။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မနက်6:55မိနစ်အချိန်ခန့်မှာရခိုင်ပြည်နယ်မအောင်မြို့အနီး မြမကန်ယိုတန်ပင်လယ်ပြင်မှာမြေအောင်အနက်10ကီလိုမီတာဟုဘဟုပြု၍ Ritaske လေးတသမရှိအစင်နဲ့အင်အားတော်တင်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်ငလေအနေရဲ့ကြောင့်ထိခိုက်ထုတ်ရှုံမှုများရောနိုင်စေရတဲ့အတွက်ဆောင်ရွက်ရှောင်ရဲသတင်းပြည့်ရများနဲ့အညီနေထိုင်ကြပါရန်အသိပေးအပ်ထားပါတယ်။ ိုးလေဝသသတင်းအစီအစဉ်ကိုမိုးလေဝသဌာန MOH ADM နဲ့ဝင်းနီတော်ခွနမှရယူဖော်ပြထားပါတယ်။အော်တိုဘာလ10ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမတူစားပါ။